ားလုံးပဲမင်္ဂလာပါဒီတစ်ခါမှလည်းရှေ့တန်းမှာကြီးကတဲ့ရရခဲ့တဲ့ရဲဘော်နောက်ထပ်အုံနဲ့ထပ်မှမစ်ဆက်ပေးချင်ပါလေဒီမင်္ဂလာပါမင်္ဂလာပါဘူးဒီကကျွန်တော်လည်းရဲဘော်ကျက်စတွေပါအခုဒီစတောက်မှာတောင်းထားဆောင်နေပါတယ်ခင်ဗျာဒီတော်လိုင်းတဲ့ဟိုဝင်ရောက်လာတဲ့ခံယူချက်နဲ့ခံစားချက်တွေတစ်ချက်ပြောပြပါဦးဟုတ်တော်လိုင်းရဲ့ရောက်လာတဲ့ခံစားချက်ကခံယူချက်ကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲပေါ့နော်ပြည်သူတွေအားလုံးလက်ခံလာတဲ့ပြည်သူတွေအားလုံးဆန္ဒပြုလာတဲ့ရွေးကောက်ပွဲရလဒ်ကိုဒီအာဏာရှင်အစိုးရကမျက်ပွဲပြုလိုက်တယ်ပေါ့နော် အဲဒီနောက်ပိုင်းမှာကျွန်တော်တို့လမ်းပေါ်ကိုထွက်လာခဲ့ကြတယ်။နောက်မှထွက်ပြီးဆန္ဒပြခဲ့ကြတယ်ပေါ့နော်။ကျွန်တော်တို့အေဂျင့်ဆိုတာစီကံရှိဆိုတာစနစ်တကျနဲ့ဆန္ဒပြခဲ့ကြတယ်။ဒါတွေကိုသူတို့ကတနက်အားကိုနဲ့အချမ်းဖတ်ဖြိုခွင်းခဲ့တယ်။အဲအဲဒီနောက်ပိုင်းမှာကြုံတွေ့ရတာတွေပေါ့ကျွန်တော်တို့စောင်းသားကောင်းဆောင်တွေဖန်ခံခဲ့ရတာတွေကျွန်တော်တို့ဆက်ပြီးတော့လှုပ်ရှားလို့မရအောင်သူအမျိုးမျိုးလိုက်ပြီးတော့လက်နက်နဲ့အားကိုနဲ့ပိတ်ပင်ခဲ့ကြတယ်။အဲဒါကြောင့်ကျွန်တော်တို့ဒါကိုတစ်ခါကနေပြီးတော့လက်နက်ကင်ပြန်တော်လာမှရမယ်ဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်တို့ဒီဘက်ကိုရောက်ဖြစ်လာခဲ့ပေါ့နော်။ โอเค just it မင်းတိုက်ပွဲတစ်ခုမှာဗောနော်တန်ရရရရဗောနော်အဲ့ဒါကဘယ်တိုက်ပွဲမှာတန်ရရလဲပြီးတော့ဘယ်နေရာမှာထိရလဲအဲ့ချက်ပြောပြရမယ်ဟုတ်ကျွန်တော်တို့ဒီ2024နှစ်စပိုင်းဗောနော်ပြီးခဲ့တဲ့ဇန်နဝါရီလောက်တော့ကကျွန်တော်တို့ကိုရီးယူသိန်းတိုက်ပွဲစခဲ့ဗောအဲ့မှာကျွန်တော်တို့ကိုရီးယူသိန်းတိုက်ပွဲတည်းကအရေးကြီးတဲ့စကားလုံးဖြစ်တယ်ဗောချောင်းစီဒီမှာကျွန်တော်တို့ဝိုင်းခဲ့တယ်အဲစစ်ချောင်း၃ချောင်းလောက်ခွဲပြီးကျွန်တော်တို့ SOG ကဝင်တိုက်ခဲ့တယ်ဗောအဲ၃ချောင်းခွဲတဲ့နေရာမှာအဲ ခြားဖွဲ့ကအကူတယောက်ကအဲသူယင်ထိတာပေါ့နော်အဲသူ့ကိုဆွဲဖို့ဒီနေရာနေပြဆွဲထုတ်ဖို့တော့ဘူးခက်ခဲဖြစ်နေတဲ့အချိန်မှာဟိုကျွန်တော်တို့ဘက်ကနေပြာကူပေးခဲ့ရတယ်ပေါ့အဲတရားကူပေးနေနေပဲအဲရန်သူဘက်ကလက်နဲ့ကြီးရကနားမှာအနည်းသက်တော့မှပြုတ်ကြပြီးတော့ထိသွားတာပေါ့အဲထိတာတော့ဒီဘက်ညာဘက်ယင်ုံဘက်ကိုထိတာပေါ့နော်ထိတာကသူဒီနောက်ကိုဖောက်မထွက်သွားပဲနဲ့အဆုံနဲ့အယိုးဖြတ်သွားတာပေါ့ အဲ့ဒါဟိုနောက်ကနေပြီးတော့ပြန်ခွဲထုတ်လာခဲ့တာပေါ့အဲ့ဆိုရင်ဟိုဟာဒဏ်ရာရတာဘယ်ဘက်ရင်ဟောနော်အဲ့တော့ဒီဒဏ်ရာရတဲ့အချိန်မှာဘယ်လိုခံစားနေရလဲနောက်တမနားနေတဲ့အချိန်မှာဘယ်လိုမျိုးဟိုစိတ်ခံစားမှုကဘယ်လိုရှိလဲဟောအဲ့ဒီချက်ပြောပြီးတော့အဲဒဏ်ရာရတဲ့အချိန်မှာတော့ဟိုတိတ်ပြီးတော့ထွေးထူးကြီးတော့မဖြစ်ဘူးဒီညာဘက်တစ်ချမ်းလုံးကတော့ကောင်းကောင်းလှုပ်လို့မနိုင်တော့ဘူးဗောနော်အဲကျွန်တော်ကိုယ်တိုင်လည်း6ဘတ်တယ်မရတော့ဘူးပြီးထွက်အရန်လွန်နေတယ်ဗောနော် ဒီဒီမကလည်းတောက်ချောက်သွေးကြနေတယ်ချက်စီးကပ်ပြီးသားတယ်ပေါ့ကျွန်တော်တို့စီကပါလာတဲ့ရှေတန်းတူနာပြူကချက်စီးကပ်ပြီးသားတယ်အဲချက်စီးတွင်းထဲမှာသူကတောက်ချောက်ထွက်တယ်နောက်ဒီပါဇက်တွေကလည်းပြန်ထွက်တာပေါ့အစုပ်ကိုထီသွားရဲဆိုတော့အဲတောက်ချောက်သွေးထွက်နေတဲ့အတွက်ကျွန်တော်အားနည်းတယ်မျိုးလုံးလုံးကဖွင့်လို့မရအဲရေဝတွေကအခက်နဲ့တေချာထမ်းပြီးတော့ကျွန်တော်ကိုပြန်ဆွဲထုတ်လာတယ်ထုတ်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ကဟိုမျိုးတွင်းတိုက်ပွဲသွားတိုက်တာဆိုတော့ဟုတ်တတိုင်းနေခြံစည်းဦးတွေကိုကြိုးပြီးသွားရတာကိုအဲပြန်ဆုတ်တဲ့အခါမှာလည်း ကျွန်တော်ထမ်းပြီးပြန်ဆုပ်လိုက်တဲ့အချိန်မှာလေဒီအုပ်တိုင်းတွေကိုကျော်လာရဲချန်စီရိုးတွေတော့ချောက်ပြရတယ်ရေလီရေပေါ်တွေလည်းအကုန်လုံးတော်တော်များများခက်ခဲကြရပါတော့အဲဖက်လာနေကျွန်တော်ထမ်းပြီးဖက်လာနေတန်းလန်းနေပဲကြီးစံတွေတော့ချောက်ပြတ်နော်မျိုးလုံးကမခွင့်နိုင်ပေမဲ့တော့ချောက်နားကနေကြားတယ်ဘလို့ကျွန်တော်တို့ထမ်းလာလိုက်အဲကြီးစံတွေလက်နဲ့ကြီးတွေပြုတ်ကြရင်တစ်ခေါက်နားလိုက်ဝင်လိုက်အဲအဲ့လိုမျိုးနဲ့ပြန်ဆွဲထုတ်လာတာရန်ခက်ခဲတယ်အဲဒီနောက်တန်းတန်ရောက်လို့ပေါ့နော်ဒီဆေးရုံမှာကုသမှုခံယူပြီး အဲတော်တော်လေးပြန်ပြီးတော့တက်တာလာတဲ့အချိန်မှာလည်းဆင်ပြေပါတယ်ဆင်ပြေပါတယ်ဆိုတာကဒီကျွန်တော်အရှိမကျွန်တော်ထပ်ပို့ပြီးတော့အများကြီးထိခိုက်တဲ့လူတွေဂျုံလာပြီးပါလေကျွန်တော်ရှိမှာပဲကြာသွားတဲ့တငယ်ချင်းတွေရှိတယ်ဒီကိုလိုက်ငါဆုံးရှုံးလိုက်ရတဲ့အကူကြီးရှိတယ်အဲသူတို့နဲ့ဆိုင်တော့အဲငါဘာမှမပြောပါလောက်ဘူးဆိုတော့ခံစားချက်နဲ့ဆိုတော့အဆင်ပြေတယ်နင်အခုဒီဒဏ်ရာရပြီးတော့နားနေချိန်မှာပေါ့နော်နောက်တန်းမှာဘာကြီးလုံနေလဲ အဲနောက်တန်းမှာနားနေတဲ့အချိန်မှာတော့ရောစဲဒီလက်အတွက်လိုအပ်တဲ့လေ့ကျင့်ခန်းလေးတွေပေါ့ဟိုနည်းနည်းအော်ပါတဲ့လေ့ကျင့်ခန်းလေးတွေတော့လုပ်ဖြစ်နေတယ်နောက်ပြီးတက်တဲ့ပတ်သက်တဲ့တာဝန်တွေမှာတော့ဟိုအရန်လေးပင်ဖြစ်တဲ့ဟာမျိုးတွေနောက်ကျွန်တော်ကဒီလက်ကရန်ကြီးအခုဒီအဆင်ပြေသေးဘူးလေအဲတော့ရန်လေးပင်ဖြစ်တဲ့ဟာမျိုးတွေတော့တာဝန်မထမ်းဆောင်နိုင်သေးဘူးအဲတော့ကျွန်တော်ဒီတက်မှရှိတဲ့ဒီစရင်ပိုင်းလေးတွေပေါ့စရင်ပိုင်းလေးတွေအဲဝေးထွက်တာလိုမျိုးလေးတွေအဲလိုမျိုးတွေမှာလိုက်ပြီးတော့ပူပေါင်းလုပ်ပေးနေတယ်ပေါ့နော် ပြီးတော့ဘိုင်ဆက်လုပ်သွားဖို့ရှိတယ်ဆက်လုပ်သွားဖို့ကတော့ဒီဥစ္စာဒီတည်ထားတဲ့ဒဏ်ရာလုံးဝဟိုကျွန်တော်ပြန်ပြီးအသုံးချနိုင်ဘူးပေါ့နော်ဒီလက်ကိုအသုံးချနိုင်ပြီဆိုရင်တော့ကျွန်တော်ရေဘွေနဲ့အတူတူမြေပြင်ကိုပြန်သွားဖို့ရှိပါတယ် Okay ဒီထိခိုက်ဒဏ်ရာရပြီးကိုလက်အင်္ဂါဆုံးရှုံးသွားတဲ့ရဲဘော်တွေနဲ့နောက်ပြီးတော့ကြဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုဒီလေး justice နေနဲ့မော်ဒီလေးပေးပါဦးဟုတ်ကဲ့ကြဆုံးသွားတဲ့ရဲဘော်တွေအတွက်ဆိုရှင်တော့အာသူတို့က အများတိုင်းကျွန်တော်တို့ရင်ထဲမှာအာတန်ဒီဖြစ်နေရှိနေမှာပါအဲဂုံယူတယ်အဲသူတို့နောက်မှကြံခဲ့တဲ့ဒီကြာဆုံးသွားတဲ့ရေဘော်တွေနောက်မှကြံခဲ့တဲ့မိသားစုအနေနဲ့ဂုံယူနေမှာတော့ကျွန်တော်ယုံကြည်တယ်ကိုလင်းအင်ကဆုံးရှုံးသွားတဲ့ကိုလင်းကဆုံးရှုံးသွားတဲ့ရေဘော်တွေတကတော့အဲကျွန်တော်တို့နဲ့အတူတူရှိနေတယ်ကျွန်တော်တို့သူတို့နဲ့အတူတူရှိနေတယ်အဲသူတို့တက်နိုင်တဲ့ဘက်ကနေအများကြီးလုလို့ရသေးတယ်ကိုလင်းအင်ကဆုံးရှုံးသွားတဲ့ဆိုပေမဲ့သူတို့ရဲ့တော်လန်လူတဲ့စိတ်တွေကိုဆုံးရှုံးသွားတာမဟုတ်ဘူးပေါ့နော် ထပ်ပြီးတော့အများကြီးလုပ်ဖို့ကြံသေးတယ်ကျွန်တော်တို့အတူတူဆက်ရှောက်ရမယ်လမ်းမှာအဲဒီလူတွေနေရလဲကျွန်တော်တို့ ਨੇ အားလုံးပူပေါင်းပါဝင်ပေးမယ်ဆိုလို့ဆိုရှင်ဒီအာနာရှင်ကအများဆုံးပြုတ်ကြမှာပါကျွန်တော်ယုံကြည်တယ်အဲ့ဒါကဲအခုဒီမီလီ justice ပြောသားလို့ပဲနိုင်ငံရရဲဘော်တွေစိတ်ကမကြပါနဲ့အားမငယ်ပါနဲ့နောက်ပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေလည်း အားမငယ်ဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျွန်တော်အတူတူပူးပေါင်းပြီးတော့ဒီတော်လန်ကြီးကိုဆုံးသက်ကြမယ်